ရှစ်ဆုံးတငယ်ချင်းနှစ်ယောက်ကြားကခင်မင်ယင်းနှီးမှုဟာစိတ်ခံစားချက်တွေကိုတော်ဝတ်ထားတဲ့အခါခက်ခဲတဲ့အခြေအနေကိုဖြတ်တန်းရတတ်ပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံအပါဝင်အာရှနိုင်ငံတော်တော်များများမှတွားရောက်ရကူထားတဲ့ထိုင်းမင်းသမီးကျော်လေးပိုင်ဖန်ပါဝင်တည်ဆောင်ထားပြီးအချင်းနဲ့ဟာတာရုံတော်ထားတဲ့ဇက်ကားလေးတကားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ရုပ်ရှင်လေးရဲ့အစမှာတော့ဖခင်ဖြစ်သူဟာသူ့ချမ်ပူရီကိုခီးသွားမဲ့အကြောင်းသူ့သမီးဖြစ်သူအထက်တန်းကျောင်းသူလေးကင်းကိုကြောင်းလိုက်ပို့ရင်းပြောပြနေခဲ့ပါတယ်။ကင်းဟာဖခင်ဖြစ်သူနဲ့ကိန်းဆောင်ဆရာမကိုရင်းရင်းကျေးကျေးနှုတ်ဆက်ပြီးကျောင်းထဲကိုဝင်ခဲ့ပြီးတဲ့နောက်မှာတော့အခြားကျောင်းသူတယောက်လိုပြောင်းလဲသွားခဲ့ပါတယ်။သူမဟာကျောင်းသားတွေကြားတိုးဝေပြေးလွှာရင်းကျောင်းအနောက်ဘက်ကအုံနေရမကိုခုံကျော်တက်ခါကျောင်းပြေးဖို့ကြိုးစားပါတော့တယ်။ သူမဟာနေရံမော်ကနေကားအမှုဘော်ကိုလွားခနဲ့ခုံချပြီးတဲ့နောက်မှာတော့ကားထဲမှာကျိုးဆောက်နေတဲ့သူ့အချစ်ဆုံးငယ်ချင်းပမ်နဲ့အတူသူ့အဖေနောင်မီလင်းနဲ့ကိစ္စကိုနောက်ရောက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်။လေစိတ်ကိုရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူဟာချမ်ပူရီကိုသွားမှာမဟုတ်ပဲချင်းမိုင်ကိုသွားတာကြောင့်ငယ်ချင်းနှစ်ယောက်လည်းနောက်ရောက်ခံဆက်လိုက်ခဲ့ပါတယ်။ချင်းမိုင်ဟိုတယ်တစ်ခုထဲမှာဖခင်ဖြစ်သူဟာတကယ်ပဲဖောက်ပြန်နေတာကြောင့် game ဟာဝမ်းနေစွာငိုကြွေးပြီးပြန်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာသူတို့သားမိကိုဘယ်နေရာမှမပင်ပန်းစေခြင်းရဲ့တာကြောင့်သူတို့ကိုတကယ်ချစ်တယ်ထင်နေခဲ့တာလို့ငိုကြွေးပြီးပြောပြနေခဲ့ပါတယ်။လမ်းမှာပမ်ကလည်းဂင်းကိုနှစ်သိမ့်အားပေးခဲ့ပြီးသူဂင်းကိုတကယ်ချစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဂင်းကဘလို့ပုံစံချစ်တာလဲလို့မေးတဲ့အခါမှာတော့ငါနင်းကိုတကယ်ချစ်တယ်မွေးလာကလေးကနေအား၅ရက်ချစ်ဆုံးတငယ်ချင်းပါပဲလို့ပြန်ပြောခဲ့ပါတယ်။တငယ်ချင်းတွေဆိုတာမနာမလို့ရဘူးတပွင့်မတို့ရဘူးအရေးကြီးဆုံးကမခွဲခွာရဘူးနော်လို့ပမ်ကပြောခဲ့ပါဗျ ပံမြက်စကားတွေကိုကြားပြီးတဲ့နောက်မှာဂင်းမှာပို့ပြီးတော့ဝန်းနေသွားခဲ့ပေမဲ့စိတ်ကိုစူးစမ်းပြင်ဆင်ခဲ့ပြီးအင်းအင်းလို့ပြောခဲ့ပါတယ်။တရက်မှာတော့အာကစားကွင်းထဲကပံကိုပံအားပေးနေတော့မှာပဲဂင်းကအနားကိုရောက်လာပြီးပံပြောမြစကားတိုင်းကိုနောက်ကနေလိုက်ပြောကပံကိုစားနောက်နေခဲ့ပါတယ်။ပံကဂင်းပြန်ပြောနိုင်အောင်စကားတွေမြန်အောင်ပြောတော့မှနင်ကစိတ်ပုတ်လိုက်တာဆိုပြီးရန်တွေးနေပါတယ်။ပံကနောက်နေကြရင်နင်ကအနားလာထိုင်မှာဟာအခုတယောက်ရဲ့ခြေထောက်တွေကနမ်းလို့ပြီးတော့နင်ဆူတဲ့အတန်တွေကိုလည်းလွမ်းနေလို့ပြောလိုက်ပါတယ်။ နှစ်ယောက်သားရေမောနေရင်လည်း game ကသူ့အကိုလူနဲ့တွဲနေပြီလို့ပမ်ကိုပြောပြလိုက်ပါတယ်။ပြောစရာစကားများပျောက်ဆုံးသွားတာကြောင့်ပမ်ကလင်းသူ့ကိုဘလို့ကြိုက်သွားတာလဲဟာလို့အန်အောမင်သက်စွာပြန်မိခဲ့ပါတယ်။အေးပါချစ်သူရှိတော့လဲတငယ်ချင်းကိုဖုံးကွယ်ပြီးပေါ်လို့ပြောတော့တငယ်ချင်းဖြစ်တာပဲကောင်းပါတယ်လို့ game ကပြန်ပြောခဲ့တာကြောင့်ပမ်လည်းမပြောတတ်တဲ့နာကျင်မှုတစ်ခုကိုခံစားလိုက်ရပါတယ်။ချစ်ကြည်နူတစ်တူပြီးသွားနေကြတဲ့ game တို့အတွေ့ကိုကြည့်ရင်မခံစားနိုင်တော့တဲ့ပမ်ဟာအာကုန်ပြေးကကိုလိလက်ထဲကဂစ်တာနဲ့ထုတ်ချင်းပေါက်လောက်အောင်ကိုလိကောင်ကိုရိုက်ချလိုက်ပါတော့တယ် ဒါပေမဲ့လည်းဒါဟာပံမြဲစက်ကူးလေးတသက်ပါပဲအဲ့ဒီနောက်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကဒီအဖြစ်ပြက်တွေကိုပလင်းတူဘူးဆုံမိတ်ဆွေတွေကိုဖောက်တယ်ပြန်ချနေတဲ့ပံကိုပါတီတခုမှတွေ့ရမှာပဲဖြစ်ပါတယ်သူ့ရဲ့ဘေဘီကမိတ်ဆွေတွေကလည်းသူတို့ဟာလည်းပံနဲ့သူမသားကိုအတုဝဖြစ်ကြောင်းသူတို့ရဲ့နှွားချမှုအတီတီကိုရင်ပွဲဖော်ထုတ်ပြောကြပါတော့တယ်ကိုလူချောဟာသူချစ်ရတဲ့ချစ်သူဟာစတိတ်စင်ရှိမှသူမချစ်သူနဲ့ကနေကြောင်းပြောပြပါတယ်အားကြမခံကိုမန်ချောင်းကလည်းရီးသားဟောင်းကိုမင်းမရသေးတဲ့တငယ်ချင်းကိုပေးဆက်ခြင်းနဲ့ချစ်နေရကြောင်းပြောပြပါတယ် မနုမနဲ့ရုံနဲ့ကုဘေးထွက်လေကတော့ထာဝရကျောင်းသူကြီးကိုတကယ်ချစ်မိနေတာကြောင့်မဟာတန်းသာမကပါတကူပွဲရတဲ့အထိတငယ်ချင်းတွေသာဖြစ်နေကြောင်းငိုတန်ကြီးနဲ့ပြောကာအသွင်တူနေသောယောက်ျားကောင်းတို့ချီရတစ်ခွက်တိုက်ခါခုတ်ပြူးလိုက်ကြပါတယ်။အဲဒီနောက်မှာတော့ဖရန့်ဆောင်ကုံဘုတ်ကို၁၀နှစ်ကြာအောင်ထိမ့်သိမ်းထားနိုင်ရတဲ့ဝါအရင်ဆုံးဖြစ်တဲ့ပမ်ကဒီ၁၀နှစ်တာကာလအတွင်းသူ့ရဲ့တစ္ဆာဆောင်တည်မှုအကြောင်းခုနှစ်တခုချင်းစီလိုက်ရီစစဆင်းရင်းနေတဲ့ကွာသူ့အကြောင်းကိုဖောက်တဲ့ချပြပါတော့တယ်။၁၀နှစ်ကြာအောင်တွဲလာတဲ့အကိုလေးဟာတစ္ဆာဖောက်တာကြောင့်ဂိမ်းဟာအိမ်ပြောင်းဖို့အတွက်ပစ္စည်းတွေသိမ်းနေခဲ့ပါတယ်။ ပမ်ကအခန်းထဲကဂီတာလက်ကိုကောက်ယူကာသူ့ရဲ့စကေးကိုပြသတဲ့အနေနဲ့ကိုပိုင်စာသားရင်းနဲ့ဂီတာကိုအကွက်လွဲကြီးကြောင်နေတီးကနှစ်သိမ့်နေတာကြောင့်ဂင်လဲအနှဲငယ်စိတ်ပြေသွားခဲ့ပါတယ်။ ကင်းမြက်အလုံမှာလည်းအစိုးရမမကယောက်ျားတွေရဲ့စိုးရမှုအကြောင်းအိတ်တုံဖားမောင်းတီထားသူရောင်ဆောင်ကဂင်းကိုနစ်သိပ်အားပေးခဲ့ပြန်တာကြောင့်ဂင်းဟာရုပ်တည်ကြီးနဲ့ချစ်ချင်းမြတ်တာတွေမရှိချင်တော့ဘူးသူမမှတ်သွားပြီလို့အားချောင်းခဲ့ပါတယ်။စပိန်ပတ်စီရင်ပမ်ကအဲ့ဒီစကားကိုပြန်မေးတဲ့အခါမှာတော့သူအားချောင်းခဲ့ကြောင်းနဲ့သူ့ကိုစောင့်မျှော်နေတဲ့ယောက်ျားကောင်းကြီးရှီအောင်မယ်ဆိုတာသူယုံကြောင်း confident level ဆိုးဟိုက်စွာနဲ့ပြောလိုက်ပါတော့တယ်။ အချိန်နေကောင်းနေကြောင်းကြားလိုက်ရတဲ့ပေါ်တာတွေကအဲ့ဒီအချိန်နဲ့ကပမ်နဲ့ဂိမ်းတို့ဟာချစ်သူတွေဖြစ်သွားကြပြီပဲလို့ထင်ကြီးပေးလိုက်ပြီမဲ့စက်သိန်းပိုင်းလေးကတော့မရောက်ရှိသေးပဲဂိမ်းဆိုလိုတဲ့ယောက်ျားကောင်းတွေထဲမှာ ပမ်ဟာပါဝင်မနေခဲ့ကြအောင်ပြောခဲ့တဲ့အခါမှာတော့ဘော်ဒါရီလည်း BRI ပြန်ထွက်လာအောင်ပမ်မြေကန်ကောင်းနေမှုကြီးကိုမျိုးလုံးအပြူသားဖြစ်ကုန်ပါတော့တယ်။2018ဆိုတဲ့အချိန်ကာလမှာဆိုရင်ဖြင့်ပမ်နဲ့ Game တို့ဟာပါတီတစ်ခုကိုတူတူတက်ရောက်နေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ Game ဟာ Guitar TV စင်ပေါ်မှာအမိုက်စားချဲနေတဲ့ Gentleman တစ်ယောက်နဲ့ရင်ခံနေပြန်ပါတယ်။အကိုထိတ်ဆိုတဲ့အဲ့ဒီလူစင်ပေါ်ကဆင်းလာပြီး Game ကိုစင်တဘောလောက်တက်ဆိုကိုခေါ်ရင်ပမ်ကိုလည်းသူ့တငယ်ချင်းဖုန်းနံပါတ်ယူမလားလို့မေးလိုက်ပါတော့တယ်။ Game ကသူ့မှာကောင်းမလေးတွေများလုံးလို့နာမည်တော်မမှတ်မိလောက်ဘူးအကိုထိတ်သူ့လို ိုက်မလုံးနဲ့တော့ဆိုပြီးအကိုထိတ်ရဲ့ပါကိုညှင်းရင်ချွဲနေပါတော့တယ်။ဒါကိုမြင်တဲ့ပန်ဟာသွေးကြောတွေကသွေးတွေစူပွက်လာပြီးအလှဆင်ထားတဲ့ဖန်တုံးကိုယူကအကိုထိတ်ကိုအားကုန်ဖျက်ရိုက်ပါတော့တယ်။သူ့ရဲ့လုပ်ရက်အတွက်သူအင်မတန်ဂုဏ်ယူနေတုန်းမှာပဲဘီယာဖြစ်ပေဖို့ခွက်ကန်းလာတဲ့ကင်ကြောင့်တကယ်ဖြစ်မလာနိုင်တဲ့စိတ်ကူးချိုချိုလေးတစ်ခုပြတ်သွားခဲ့ပြန်ပါတယ်။သူများပွဲမှုတချင်းတက်မဆိုခြင်းမှုဆိုတဲ့ဂိမ်းဟာတချင်းဆိုဖို့ညင်းနေရင်လည်းစင်ပေါ်ကိုတက်တက်ကြွကြွတက်သွားပါတော့တယ် ပမ်လည်းဘီယာခွက်ကိုကင်ပြီးအပြည့်ဖြစ်ပေးမယ်လို့ရွက်ပြောလိုက်ပါတော့တယ်။တယောက်တည်းဘီယာနှစ်ခွက်ဖြစ်နေရင်လည်းသူ့လိုပဲတငယ်ချင်းကိုအပြည့်ဝစပိုးပေးနိုင်တဲ့ကိုမန်ချောင်းနဲ့ကိုပေးထွတ်တို့ရဲ့တငယ်ချင်းကောင်းပိသားနေမှုများပြောဆိုတမ်းတွေကြားလိုက်ရပါတယ်။သူ့ကိုလည်းလက်ထဲကဘီယာခွက်တစ်ခွက်ကိုတငယ်ချင်းအတွက်ပဲလာလို့မေးတဲ့အခါမှာတော့ဟန်ဆောင်ပြီးကျွန်တော်နှစ်ခွက်လုံးတောက်တာပါဆိုပြီးတောက်ပြလိုက်တာကြောင့်တောက်နိုင်နေတယ်လို့မချက်ပြုတ်ခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာတော့ game ဟာ wine ဆိုတော့တယောက်နဲ့စင်ပေါ်မှာမိကုံရန်ကုန်အော်ဟင်ရင် performance ပြနေစင်မှာပဲတောက်ဖက်နဲ့ကြောင်းစင်ပေါ်ကနေချီချော်ကပြုတ်ကျသွားခဲ့ပါတော့တယ်။ pam နဲ့အကိုထိတ်တို့ဟာစိတ်ပူသွားတာကြောင့် game ရဲ့အနာကိုအပြေးလွှားသွားခဲ့ကြပါတယ်။လူနာတရင်ခေါ်လိုက်တဲ့အခါမှာတော့လူနာရှင်တယောက်တည်းကားဘော့ကိုလိုက်ခွင့်ရတာကြောင့် pam နဲ့အကိုထိတ်တို့ကအငင်းပွားနေခဲ့ကြပါတယ်။ ခင်မဟာပန့်ကိုဘီယာဆက်တော့နေပါငါ့ကိုစိတ်မပူပါနဲ့လို့ပြောပြီးအကိုလေးကိုတူလိုက်ခဲ့ပြီးဖို့ခေါ်လိုက်တာကြောင့်တငယ်ချင်းနဲ့ချစ်သူချမကျိုးလေးတွေချားထားတယ်ဆိုတာကိုသူအကောင်းကောင်းသိကြအောင်ပလင်းတူပူဆိုပေါ်တာတွေကိုပြန်ပြောနေတာကိုမြင်ရမှာပဲဖြစ်ပါတယ်အားလုံးကလည်းဖရန့်စုံထဲမှာနေရတာမကောင်းကြောင်းနီးမလို့နဲ့ဝေးနေရကြောင်ပြောကဖရန့်စုံကထောင်ထဲတူတာကိုခမည်းဘလို့များတိခတ်နိုင်တာလဲလို့မေးတော့စီကြော်ခဲ့စဉ်ကသူ့ရဲ့အကြောင်းကိုဆက်ပြောပြပါတော့တယ်မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့ကကိုတက်ကြီးဖရာမှာပန်မဟာသူ့ချစ်သူဤနဲ့အတူဖရာဖူးရောက်နေခဲ့ပါတယ် အဲ့ဒီချိန်မှာပဲ game စီကဖုံးဝင်လာပြီးသူအန်နေပြီးဓမ္မရာလည်းမလာတာကြောင့်ကိုဝင်ဆောင်နေပြီးထင်တယ်လို့ပြောပြီးသူရောက်နေတဲ့မလေးရှားနိုင်ငံကိုလာခဲ့ဖို့ခေါ်လိုက်ပါတယ်။ Pam လည်းတွေ့ဝေးမနေပဲအီမင်းနေတာကိုတော့လစ်လျူရှုပြီးအီကိုနိုဆက်ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုအပြေးလိုက်သွားခဲ့ပါတယ်။ game ဟာ Pam ကိုပြေးဖက်လိုက်ပြီးသူရောက်လာတော့မှစီးစစ်မဲ့အကြောင်းပြောကစီးစစ်တန်ကိုအသေးတန်ရှာဖွေနေခဲ့ပါတယ်။ spam ကသတိရှိအောင်အဲ့ဒါကနင်းလက်ထဲမှာလေးလို့ပြောတော့ game ကအင်တာနက်ဝင်သွားကစီးစစ်ဖို့အတွက်ပြင်ပါတော့တယ် spam ကတည်ငြိမ်နေပေမဲ့လည်း game ကအင်တာနက်ဝင်သွားတာနဲ့အင်တာရှိကို log in နဲ့ရောက်သွားပါတော့တယ် game ကပြန်ထွက်လာပြီးသူမှရှုမထွက်ကြအောင်ပြောကပြန်ဝင်သွားပါတယ် spam ကကလေးရှုတဲ့သလိုအင်တာရှိကနေတရှုရှု on နေခဲ့ပါတယ် game ပြန်ထွက်လာတဲ့အချိန်မှာတော့တချောင်းမဲပေါ်နေတဲ့စီးစစ်တန်ချောင်းကိုဝင်မရှိချောင်းတီးသွားကြပြီးတငယ်ချင်းနှစ်ယောက်လုံးပျော်ရှင်သွားဖက်လိုက်ကြပါတော့တယ် ဲကိစ္စကိုကိုထိတ်သိပြီးပြီလားလို့ပမ်ကကင်းကိုမေးလိုက်ပါတယ်။ငါနင့်ကိုပဲပြောရသေးတယ်လို့ပြောလိုက်ပါတယ်။ကိုထိတ်ကကင်းပါဝါရဲ့တခြင်းကိုလုံနေပြီးပမ်မလီရဲ့ဘာသာပေါင်းဆောင်ဆိုရတဲ့တခြင်းကြောင့်အခြားနိုင်ငံတွေကိုလုံကိစ္စနဲ့ခီးထွက်နေရပြီးသူကတော့ခြေထောက်နာလို့လိုက်မသွားနိုင်ကြအောင်ပြောပြခဲ့ပါတယ်။အခုထိတ်ကလာအို BNN ဖိလစ်ပိုင်မလေးရှားနိုင်ငံတွေကိုသွားပြီးအဲ့ဒီနိုင်ငံကဆိုတော့ဒီနဲ့တခြင်းပတ်သွင်းနေကြအောင်ပြောပြလိုက်ပါတယ်။အခုထိတ်မလေးကနေအင်ဒိုနီးရှားသွားတဲ့အခါကင်းကလည်းလိုက်သွားခဲ့ပြီးအဲ့ဒီနေ့ကသူမှဘာမြင်ခဲ့တယ်ထင်လဲလို့ပမ်ကိုမေးလိုက်ပါတယ်။ သချင်းစရူရီရဲ့အခမ်းအမတစ်ခုမှာကိုထိတ်နှစ်ချက်ပြတ်သွားလို့ဂိမ်းကိုအိတ်ထဲကနှစ်ချက်လေးသွားယူပေးဖို့ပြောလိုက်ပါတယ်။နတ်ရောင်ဘူးလေးတွေကထုတ်ပေးဖို့ပြောပြီးနောက်ဂိမ်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကပ်ပဲနာရီလလလေးတစ်လုံးကိုတွက်လိုက်ရတော့သူမအယံအံ့ဩသွားခဲ့ပါတယ်။ဘာလို့ပေးတာလဲလို့ကိုထိတ်ကိုသူမမေးလိုက်တဲ့အခါမှာတော့ကိုထိတ်ကချစ်လို့ပေးတာပေါ့လို့ပြန်ဖြေခဲ့ပေမဲ့ဂိမ်းကတော့ဘတ်ဒေးလည်းမဟုတ်အန်နီလည်းမဟုတ်ပဲပေးတာမို့ကိုထိတ်အမားတစ်ခုခုသွားလုပ်ပြီးပြန်လာချော့တယ်လို့ကြီးအောင်းသက်သက်နဲ့ခံစားနေရတဲ့အကြောင်းပမ်ကိုပြောပြလိုက်ပါတယ်။ သူလည်းမတင်ကားတာနဲ့နည်းနည်းပါးပါးဆက်ဆဲဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။စတူဒီယိုမှာတူတူရှိချိန်အကိုထိတ်ကိုအချိုတက်ကခဏပတ်ထုတ်လိုက်ပြီးသူ့ဖုန်းကိုယူစစ်ခဲ့ပေမဲ့ဘာကူမှသူမတွေ့ခဲ့ရပါဘူး။အဲဒါကြောင့်ပတ်စံအိတ်ကိုယူစစ်ကြည့်တဲ့အခါဆိုင်တဆိုင်ရဲ့မီနူးပွဲတွေအများကြီးမှစားထားတဲ့ဖြတ်ပိုင်းတစ်ခုကိုတွေ့ခဲ့ကြောင်းပန့်ကိုပြောပြလိုက်ပါတယ်။ချောကလက်ကိတ်နဲ့စတော်ဘယ်ရီကိတ်လိုမျိုးမင်္ဂလီစားတဲ့မုန့်တွေမှာထားတာကိုတွေ့ပြီးတဲ့နောက်အဲ့ဆိုင်ကိုပမ်နဲ့တူတူသွားခဲ့ပြီးမီနူးတိုင်းမှာစားကဆိုင်ရောက်ဝန်ထမ်းကိုအဆိုတော် join to ဒီတစ်ပတ်လာခဲ့သေးလားလို့မေးခဲ့ပါတယ် ဝန်ထမ်းတွေကလည်းလာတယ်မလာဘူးနဲ့အငင်းပွားနေတာကြောင့် game လည်းလာတယ်လို့ကောက်ချက်ချလိုက်ပါတော့တယ်။ Pam ကအကိုထိတ်ကိုယုံကြည်ဖို့ပြောလိုက်ပေမဲ့ game ကတော့တန်တရားဝင်နေစေဖြစ်တာကြောင့် Pam ကချောကလက်တွေကိုနှကမ်းမွေးပတိုင်းမွေးပုံစံတုပ်ကအကိုထိတ်ပုံစံဖန်ပြီး join နဲ့တူတူရှိနေတယ်လို့ဟန်ဆောင်ကကိုထိတ်မှာ game ဆိုတဲ့ချစ်သူကောင်မလေးရှိကြောင်း game ယုံကြည်လာအောင်ဟန်ရေးပြပြောဆင်နေခဲ့ပါတယ်။ game ကလည်း join ဟန်ဆောင်က sniper ပုံစံပြန်ဖန်ပြီးပြန်လည်ခြေပလိုက်တာကြောင့်နှစ်ယောက်သားရီမောလိုက်ကြပါတော့တယ်။ ဟိုတယ်ကိုပြန်လာတဲ့အချိန်မှာတော့ပမ်ကဂင်းလိုမျိုး6ထောက်ကူကိုရီးယားကိုတက်ဆင်ပြီးဂင်းကိုဓာတ်လေကထိပ်ပြီးရအောင်လိုက်ပုတ်လိုက်ပါတော့တယ်။ ကင်းကဘန်ကောက်မှာသူ့ခြေထောက်ကိုပြန်ပြပြီးအကိုထိတ်နဲ့တူတူကမ္ဘောဒီးယားကိုလိုက်သွားမယ်လို့ပြောပြီးနောက်အတီးတီနှုတ်ဆက်ခွဲခါခဲ့ပါတယ်။ဘန်ကဝန်ထမ်းကိုလေဆိပ်သွားဖို့အတွက်တက်စီငားခိုင်းလိုက်တဲ့အချိန်မှာကင်းကတော့ဟိုတယ်ကပစ္စည်းတင်လဲကြည့်ဖို့တက်ခါဝန်ထမ်းကိုတုံးစီပြီးညတယောက်ထဲအကြာကြီးစောင့်နေရမှာဆိုလို့ငါအဖော်လာလုပ်ပေးတာလို့ပြောကပမ်စီကိုဆက်ဖြီးဖြီးနဲ့ရောက်လာပါတော့တယ်။ကားပေါ်တက်ခန်းဒီမှာအချင်းချင်းအကြည့်ဆိုင်ရင်နှစ်ယောက်တက်ကပါဖြစ်နေခဲ့ကြပြီးဝန်ထမ်းချောင်းဟန်းပြတော့မှကားပေါ်တက်ပြီးထွက်လာခဲ့ပါတော့တယ်။ကမ္ဘောဒီးယားနိုင်ငံဖနွမ်ပင်မြို့မှာဂင်းဟာကိုထိတ်နဲ့တူတူစတူဒီယိုမှာရှိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲမရွယ်ပဲနဲ့တချင်းထဲထားတဲ့ပစ္စည်းလေးကဂင်းလက်ထဲကနေအမှတ်တမဲ့လွတ်ကျခဲ့ပါတယ်။ကမ္ဘောဒီးယားဆိုတော့အတန်းဆက်သွင်းမှုခက်ခဲသွားတဲ့အဲ့ဒီအချိန်မှာဂင်းဟာအရန်ကိုထူပူနေခဲ့ပါပြီ။အကိုတိတ်ကအချိန်15မိနစ်ပေးဖို့တောင်းဆိုလိုက်ပြီး PNO နဲ့ကီးရှာကတချင်းမယ်လိုဒီတိုင်းတချင်းချင်းလိုက်တာကြောင့်အဆင်ပြေပြီးအတန်းဆက်သွင်းခဲ့ကြပါတယ်။ဂင်းကတော့သူ့ကြောင့်ဖြစ်ပျက်တာကိုစိတ်တူဟန်မပြဘဲသဘောထားကြီးမားလုံးနဲ့အကိုတိတ်ကိုပုံမှုပြီးလေးစားသဘောကျလာခဲ့ပါတော့တယ်။